ဂျပန်မှာဂဟေစက်တဲ့ပညာနဲ့တထေးဖြစ်နေကြပြီဂဟေစက်တဲ့ဆိုတာမြန်မာနိုင်ငံမှာတော့အခြေခံလုပ်သားတွေလုပ်တဲ့လုပ်ငန်းတစ်ခုပါပဲဒါပေမဲ့ဂျပန်နိုင်ငံမှာတော့သူတို့လူမျိုးတွေကဒီနည်းပညာကိုသုံးပြီးပတ်စံတွေအများကြီးရှာနိုင်ကြပါပြီရိုးရိုးတက်တဲ့ဂဟေစက်တဲ့နည်းတော့မဟုတ်ပါဘူးဂဟေစက်တာကိုအမှုပညာလိုပုံဖော်ပြီးလှမ်းလာလေးပြုလုပ်ကြပါတယ်ဥပမာကွဲသွားတဲ့ပကံတစ်ချက်ကိုနှိမ့်မပြည့်ပဲဂဟေစက်ပြီးပြန်အသုံးပြုကြပါတယ်ရွှေရောင်ပေါ်အမျိုးအစားကိုသုံးပြီးဆက်လိုက်တာကြောင့်ပကံကမကွဲချိန်ကထက်တောင်ပို့ပြီးတော့လှသွားပါသေးတယ်ဒီနည်းပညာကိုကင်စုကြီးလို့ခေါ်ပါတယ် ။အခုဆိုရင်ဂျပန်နိုင်ငံမှာကင်ဆူဂီမျိုးပညာနဲ့အသက်မွေးဝမ်းကြောင်းပြုနေကြသူတွေတောင်ရှိနေကြပါပြီ။ဂဟေးဆက်တာဆိုပေမဲ့လည်းအသေးစိတ်ပုံဖော်ရတဲ့အမှုပညာဖြစ်လို့အချိန်ယူရပြီးတော့ဗီယူထဆိုင်လုပ်ရပါတယ်။ဒါစားလင်းများပါတယ်။ပကံမမဟုတ်ပါဘူး။တစားစီပွဲသွားတဲ့ဖန်ကွက်၊ရွေးကွက်တွေကအစားရွှေမုံ၊မွေးမုံလေးတွေနဲ့အနားပြန်ကိုကြပါတယ်။ဒီလိုလှုပ်လိုက်တာကတာမန်ထက်ပိုကြီးကောင်းလို့သွားပြီးတော့ဈေးကြီးတဲ့ပုံလည်းကောက်သွားစေပါတယ်။လွတ်မပြေးရပဲပြန်အသုံးပြုလို့လည်းရသွားတာကြောင့်ပဝင်းကျင်ထိမ့်သိမ့်ရလည်းရောက်ပါတယ်။ပရိသတ်ကြီးတို့ထဲမှာလည်းဂဟေးဆက်တဲ့သူတွေပိုင်းဒါမျိုးလေးတွေပြန်ဖန်တီးကြည့်ကြပါနော်။ ီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။လမ်းသွားရင်မြေကြီးကဓာမျိုးပွားနေတာတွေ့ရင်ချမ်းသာပြီ။ပြိတ္တကြီးတို့သွားရင်လာရင်မြေကြီးကဓာမျိုးပွားတက်နေတာမျိုးတွေ့ဘူးကြပါသလား။ဒါကိုပရွေးစိတ်အတိုက်ကြီးချင်းပြီးကြောမသွားလိုက်ပါနဲ့။ဒါကတကယ်တော့ပြိတ္တတို့စားပေါက်ရမယ့်အခွင့်အရေးတစ်ခုပါပဲ။ဒီလိုမြေကြီးတွေပွားတက်နေတာကသဘာဝအတိုင်းဖြစ်နေတာမဟုတ်ပါဘူး။ဒါကြောင့်မို့မြေကြီးကအခုလိုပွားနေတာမျိုးတွေ့ရင်လက်နဲ့အနေအမြန်ဖယ်လိုက်ပါ။ဒီလိုဖယ်လိုက်တာနဲ့အပေါက်သေးသေးလေးတစ်ခုကိုတွေ့ပါလိမ့်မယ်။ပြီးရင်တော့တုတ်တန်အသေးတစ်ခုကိုယူလိုက်ပါ။ပရွေးစိတ်အမဲတွေကိုတုံးမှာကပ်ပြီးတွင်းမောက်လေးနဲ့ထည့် လိုက်ပါခဏလောက်ကြာမှာတော့တွင်းထဲကနေပရီးတွေထွက်လာတာကိုတွေ့ရပါလိမ့်မယ်။ဘာလို့ပရီးစိတ်တွေကတ်ခိုင်းတာလဲဆိုရင်ဒုတ်တန်ကြီးပဲထည့်လိုက်မယ်ဆိုရင်ပရီးတွေကထွက်လာမှာမဟုတ်ပါဘူး။လှုပ်လှုပ်ရွရွပရီးစိတ်တွေကတွင်းထဲဝင်သွားပြီးနေရအနှံ့လျှောက်သွားနေကြတာကြောင့်သာပရီးတွေကထွက်လာကြတာပါ။ပရီးတွေကအခုချိန်ဈေးကြီးနေတာကြောင့်ဆိုင်ထဲပြန်သွင်းသွင်းရောင်းဝယ်ရောင်းရောင်းဈေးကောင်းရမှအတိချပါပဲ။ဒီလိုတွင်းထဲနေကြတဲ့ပရီးတွေကတန့်ပြီးတော့အကောင်ကြီးတဲ့အပြင်အရသာလည်းရှိတဲ့အမျိုးကောင်းတွေပါပဲ။ပရိသတ်ကြီးတို့ရောတွင်းအောင်ပရီးသားစားဖို့ကြရလားရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ ချက်ဦးနဲ့ကိုလာကိုတုံးပြီးတရက်ပင်ဆိုင်တဲ့နီးပြိတ္တကြီးတို့တသက်နဲ့တကူလုံးဝမမြင်ဘူးမကြားဘူးတဲ့တရက်ပင်ဆိုင်တဲ့နီးကိုပြောပြသွားပါမယ်ဒီနီးလန်းကစိုက်ရတာလွဲတယ်လို့အချိန်နဲ့အများကြီးမကုန်ပါဘူးအခုပြောပြမယ်နီးလန်းအတိုင်းလိုက်လုပ်ကြည့်ကြဖို့ပအဝင်ပစ္စည်း၃မျိုးပဲလိုပါတယ်အဲ့ဒါတွေကတော့ရှားဆောင်လက်ပတ်ချက်ဦးနဲ့ကိုလာအေးအေးဘူးတွေပါတဲ့အိမ်မှာရှိတဲ့တရက်သီးတစ်လုံးကိုယူပြီးအရင်နာကအစေးကိုရှားဆောင်လက်ပတ်နဲ့တေးချာလေးပို့လိုက်ပါပြီးရင်တော့ဒီနီးလန်းနဲ့အဓိကဇက်လိုက်ဖြစ်တဲ့ချက်ဦးတစ်လုံးကိုဖောက်ပြီးခောက်ထားလိုက်ပါတရက်သီးထည့်ဆိုင်မဲ့အိုးတဲ့မြေကြီးတွေကိုအလဲမှာချိုင်းဝက်ပုံလေးဖြစ်အောင်ထား ပြီးစောနာကခောက်ထားတဲ့ကြက်ဥကိုလောင်းချလိုက်ပါနောက်ဆုံးမှာတော့တရရသည်နဲ့ရှားဆောင်လက်ပတ်ပို့ထားတဲ့ဘက်ကိုအိုးရဲထည့်ပြီးမြင်းစီနဲ့ပြန်ဖုံးထားပေးလိုက်ပါမေပူရဲတံကိုရှောင်းချနိုင်အောင်အရေးအကာတစ်ခုခုတော့အုံမိုးထားဖို့လိုပါလိမ့်မယ်၁၈ရက်အကြာမှာတော့တရရသည်ကနေတရရွယ်နူးနူးလေးတွေထွက်လာတာကိုမြင်တွေ့ရမှာပါတရရသည်တွေလည်းပေါနေတဲ့ယာသည်ဖြစ်တာကြောင့်ကိုလာတလုံးလောက်ဝယ်ပြီးဒါမျိုးလေးလိုက်စိုက်ကြည့်ကြပါနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်